င်္ဂလာပါခင်ဗျာကဘာစစ်တမိုင်းမှာရဟတ်ရင်ကို drone နဲ့တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ဒုတိယမြောက်ဖွဲ့စည်းဖြစ် KIA မှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့အကြောင်းအရာကိုပြောပြပေးသွားမှာပါကဘာစစ်တမိုင်းမှာရဟတ်ရင်ကို drone နဲ့တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ဒုတိယမြောက်ဖွဲ့စည်းဖြစ်တမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ဆွမ်းဆောင်ရည်ဟာစစ်ရေးလေလာသူတွေကြားမှာအာယုံဆိုင်မှုပြေဝါရရှိနေပါတယ်2025ခုနှစ်မေလ20ရက်နေ့ကအနာဒိုင်းစစ်တပ်ရဲ့ MI-70 ရဟတ်ရင်တစ်စီးကို KIA က FPV drone နဲ့တိုက်ခိုက်ဖျက်ဆီးနိုင်ခြင်းဟာကမ္ဘာစစ်ရေးတမိုင်းမှာမှတ်တိုင်တစ်ခု site ထူနိုင်တဲ့ဖြစ်ရပ်တစ်ခုဖြစ်လာခဲ့ပါတယ်။ခေတ်စစ်ပွဲတွေရဲ့တွင်ပြင်လက္ခဏာတွေကို ပြောင်းလဲစေခဲ့တဲ့အတီကန် drone တွေရဲ့အခမ်းအနားဟာတနေ့တခြားပုံမှုအရေးပါလာပါတယ်။ရခင်ကရဟယံတစည်းကိုတိုက်ခိုက်ဖျက်ဆီးနိုင်ဖို့အတွက်လေကြောင်းရန်ကာဝေးစနစ်တွေပခုံးတန်းလေရင်ပြတုံးကြီးတွေလိုမျိုးလက်နက်ကြီးတွေလိုအပ်ခဲ့ပေမဲ့ယခုအခါမှာတော့တံပိုးနဲ့ပြီးထိရောက်မှုရှိတဲ့ drone တွေဟာစစ်ပွဲတွေရဲ့အတွင်ပြင်ကိုပြောင်းလဲစေခဲ့ပြီဖြစ်ပါတယ်။ ကချင်လူမျိုးရေးတမတော် KNA ကအာနာဒိုင်းစစ်တပ်ရဲ့ MI-70 ရဟယင်တစီကို FPV drone နဲ့တိုက်ခိုက်ဖျက်ဆီးနိုင်ခြင်းဟာစစ်တမိုင်းမှာအရေးပါတဲ့မှတ်တမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ရခိုင်ကယူကရိန်းစစ်ပွဲမှာရုရှားရဟယင်တွေကို drone နဲ့တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပေမဲ့အများစုဟာရန်နာထားတဲ့ရဟယင်တွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာစစ်တမိုင်းမှာပြန်တန်းနေတဲ့ရဟယင်ကို drone နဲ့တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ပထမဆုံးဖွဲ့စည်းဖြစ်ယူကရိန်းကမှတ်တမ်းဝင်ခဲ့ပါတယ်။ 2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာ ယူကရိန်းစစ်ထောက်လိုင်းရေးကရုရှားရဲ့ MiH ဟရင်တစီကိုပင်လယ်ပြင် drone ကနေ R73 Sea Dragon လေကြောင်းဖြင့်ဒုံးကျည်တွေနဲ့တိုက်ခိုက်ပြီးဖျက်ဆီးနိုင်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာပင်လယ်ပြင်တုံး drone တစ်ခုကနေလေတွေကပြင်းမှတ်ကိုပြစ်ချနိုင်ခဲ့တဲ့ပထမဆုံးအတည်ပြုနိုင်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ယူကရိန်းရဲ့ဒီအောင်မြင်မှုဟာ drone ဤပညာနဲ့စစ်ရေးဗျူဟာဆိုင်ရာအဆင့်မြင့်တွင်မှုတွေကို ပြသခဲ့ပါတယ်။ 2025ခုနှစ်မေလ20ရက်နေ့မှာကချင်လူမျိုးရေးတပ်မတော် KNA ကအာနာတိန်စစ်တပ်ရဲ့ MI-17 ရဟတ်ယာဉ်တစ်စီးကို FPV drone နဲ့တိုက်ခိုက်ခဲ့တဲ့ရုပ်တံဟာလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာစစ်ရေးလေလာသူတွေကြားမှာအံ့ဩတက်စရာဖြစ်ခဲ့ပြီး KNA ရဲ့စွမ်းဆောင်ရည်ကိုမိမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။ဒီရုပ်တံနဲ့ပတ်သက်လို့ KNA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကဗမော်မြို့အနီးမှာအကြံဖက်စစ်တပ်ရဲ့ MI-17 ရဟတ်ယာဉ်တစ်စီးကို FPV drone နဲ့ အောင်မြင်စွာတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်းဒီရဟယင်ဟာအကြံဖက်စစ်တပ်ရဲ့ထောက်ပို့နဲ့အင်အားဖြစ်တွင်မှုတွေကိုဆောင်ရွက်နေစမှာတိုက်ခိုက်ခံရတာဖြစ်ကြောင်းကိုသတင်းဌာနတွေကိုအတည်ပြုဖြေကြားထားပါတယ် KIA ရဲ့ drone နဲ့တိုက်ခိုက်ခံရတဲ့ရဟယင်ဟာရွှေကူမြို့တောတွင်းတနေရာမှာပြတ်ကျသွားခဲ့ပြီးအကြံဖက်စစ်တပ်ကဗိုလ်ကြီးတဦးအပါအဝင် ရုပ်အလောင်း၁၈လောင်းနဲ့မိလောင်ပြီးပြက်စီးနေတဲ့တနတ်တွေကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ MI ဆံပြီးရဟယင်တွေဟာအကြံဖက်စစ်တပ်အတွက်ထောက်ပို့နဲ့တိုက်ခိုက်ရေးအတွက်အဓိကအားကိုးရတဲ့ ရဟယင်မျိုးစားဖြစ်ပြီးယခုလို MI70 ကို FPV drone နဲ့တိုက်ခိုက်နိုင်ခဲ့ခြင်းဟာအကြံဖက်စစ်တပ်ရဲ့လေကြောင်းထောက်ပို့လမ်းကြောင်းတွေ ထိခိုက်စေနိုင်ပြီးချိန်ချောင်းမှုတစ်ခုဖြစ်လာစေပါတယ်။